ကျမတို့ကထိတွေ့မှုရှိခဲ့တဲ့လူတွေအားလုံးကိုလိုက်ပြီးတော့ကျမတို့ရှာတယ်ရှာပြီးတော့ quarantine တွင်းတယ်သူတို့စစ်ဆေးတယ်ဒီလိုလုပ်တယ်ဆိုတာကျမတို့နိုင်ငံကဒီကို covid ရောဂါကိုဟိုထိန်းချုပ်နိုင်တဲ့အကြောင်းရင်းတစ်ခုအထားပါပဲဒါတော်တော်တော့ဒါဟိုပြီးကထများတော့ပေါ့နော်ဒုက္ခခံရတော့ပေါ့လိုက်ပြီးတော့အားလုံးကိုလိုက်ရှာတယ် quarantine တွင်းတယ်ဆိုတာနိုင်ငံတော်တော်များများမှာလုံးဝမလုပ်ပါဘူးလုံးဝမလုပ်ပါဘူးကိုယ့်ဘာကိုယောဂရှိတယ်လို့ထင်လို့ရဲဆေးုံသွားဆေးုံသွားပြီးစစ်လို့ယောဂရှိတယ်ဆိုရင်ဒါမှ ကဲမရောကပိုးတော့တွေ့ပြီ positive ဖြစ်ပြီခင်ဗျားတို့အိမ်မှာခင်ဗျားတို့သွားနေတော့ကိုယ့်ဘာကို home quarantine နေဆိုတော့အဲ့လိုပြန်လွတ်တဲ့နိုင်ငံတွေအများကြီးပါတော့ဆန်းတဲ့နိုင်ငံတွေမှာလည်းဒီလိုပဲလုပ်ပါတယ်ကျမတို့ကတော့ဒီလိုမလုပ်ပါဘူးဘာလို့လဲဆိုတော့ကျမတို့ပြည်သူပြည်သူပြည်သားတွေရဲ့အဲ့ရဲ့အနေအထားအရာလဲသူတို့ကိုသူတို့စောင့်ရှောက်ဖို့အကန့်အသတ်ရှိတယ်ဆိုကျမတို့လက်ခံပါတယ်ဥပမာဆိုရင်ကျမတို့ပြည်သူတွေတော်တော်များများအားဖြင့် engineering တွေထဲမှာနေရတယ်တိုက်ခန်း engineering တွေထဲမှာနေရတယ်မိသားစုဝင်တွေက၄၅၆ယောက်လောက်ရှိနေတယ် ဒီလိုမှရှောင်ပြနေလို့မရအောင်ရှောင်ပြီးနေလို့မရတဲ့ဆရာတော့တယောက်ကနေဆိုပြီးကျန်တဲ့မိသားစုမျိုးကိုကုမယ်ကိုပြီးသူတို့နဲ့တစ်ခါဆက်ဆံမှုရှိတဲ့မျိုးကိုကုနိုင်တယ်အဲ့ဒီဟာကြီးရှိတဲ့အခါကျတော့ဒီမှာတော့နေပါဒါရီမဖြစ်အောင်ဆိုပြီးကြိုတင်ကာကွယ်တဲ့အနေနဲ့ဒီလိုလုပ်ထားပါဒီလိုလုပ်တဲ့ဟာဟာနိုင်ငံတော်အတွက်အကုန်ကြများပေမယ့်ဒီမှာတော့ကတော့မြင်လာတော့ဒီလူတယောက်ချင်းတယောက်ချင်းရဲ့အသက်ဟာတောင်းဖြတ်လို့မရပါဘူးအဲ့ဒါကြောင့်နိုင်ငံတော်အတွက်ဘလောက်ကုန်ကြရပါလဲဆိုတော့ဒါကိုကျွန်တော်တို့ထည့်မတွက်ဘူး လွန်ဆန်းစုကြည်အာနာရှိတယ်ဆိုရင်တော့ဒီအာနာရှိတယ်ဆိုတာထက်ပြည်သူအာနာရှိရင်ပေါ့နော်ဒေါ်ဆန်းစုကြည်ကပြည်သူအာနာရရှိရေးအတွက်ကိုလှုပ်တာပေါ့ပြည်သူကအာနာရှိမယ်ဆိုရင်ပြည်သူကပြည်သူအကျိုးသူတေချာပေါက်ဆောင်ရမယ်အဲ့ဒီအတွက်လည်းကြိုတင်ပြင်ဆင်ထားပြီးသားဖြစ်တယ်ပေါ့နော်ဒီလိုအချိန်မှာဆိုရင်ကုညီကယ်ဆယ်ရေးတွေနော်ပြည်သူအတွက်ကိုအလေးထားပြီးတော့ဆောင်ရမယ်ကိစ္စတွေနိုင်ငံတကာနဲ့နှိမ့်နှိုင်းဆောင်ရွက်တဲ့အခါမှာလည်းနိုင်ငံတကာအကူအညီတွေကိုပေါ့နော်ဒီဟို ဒီအဓိကပြည်သူတွေရှိရောက်အောင်သူလုပ်ပေးမှတေကြတယ်အကုန်လုံးပြည်သူတွေရှိရောက်အောင်ပဲဆောင်ရွက်မယ်အဲ့ဒါလိုပဲပြည်သူတွေနဲ့ပူးပေါင်းပြီးတော့ပြည်သူတွေရဲ့ငွေအားတွေလုပ်အားတွေဉာဏ်ပညာအားတွေဓာတ်တွေနဲ့ပေါင်းဆက်ပြီးတော့ပြည်သူတွေကိုပြန်ပြီးတော့အကျိုးပြုမယ်ပြည်သူအသက်တွေကိုအများကြီးကင်နိုင်နိုင်မယ်လို့တေကြဖို့ယုံကြည်ပါတယ်ရေးပေါ်ကဲဇယ်ကူညီရေးဆိုတာ ဘောင်းဆောင်သုံးရမှာခန္ဓာဘောင်းဆောင်ကနေသုံးရတယ်ပေါ့နော်အဲ့တော့ယဟယင်ကလည်းကျွန်တော်တို့ကဒါကြောင့်မလို့ကျွန်တော်တို့လက်ထက်တုန်းကယဟယင်ဟိုဒီငားယန်သုံးတာအပြင်ကိုကျွန်တော်တို့အနေနဲ့အဲကိုပိုင်လဲဟိုဆောင်ရွက်ထားခဲ့တာရှိတယ်ဒါကလည်းတကက်ဒီသူ့အတွက်စပြီးတော့ဒီယဟယင်ကိုစပြီးတော့ထူထောင်နေကဒါဟာဇိမ်ခံပစ္စည်းမဖြစ်စေရဘူးလို့ ဒီနိုင်ငံတော်တိုင်ပင်ခံဒေါအောင်ဆန်းစုကြည်ကပြောတယ်ဒါကအရေးပေါ်ကယ်ဆယ်ရေးအတွက်ပဲဖြစ်ရမယ်လို့ပြောတယ်ဒါကြောင့်အဲ့ဒီအတိုင်းဖြစ်အောင်လို့အထက်မှာပစ္စည်းပေါင်းစုံပေါ့အရေးပေါ်ကယ်ဆယ်ရေးမှာမြေပြင်မြေပေါ်မှာမြေအောက်မှာရေထဲမှာအလုံးကယ်ဆယ်နိုင်အောင်ဆိုရဲအရေးပေါ်ပစ္စည်းတွေပါ တွဲပြီးတော့ဒါထည့်ထားတာရှိတယ် အဲ့ဒီပစ္စည်းကိုလည်းအဲ့ဒီလိုမျိုးအရေးပေါ်ရဟန်းရင်ကိုလည်းသုံးတာမတွေ့ရဘူးပေါ့နော်ဒါဟာအမှန်တန်အရေးကြီးတဲ့ကိစ္စဖြစ်တယ်ဒီလိုနေရာတွေမှာရှာဖွေကယ်ဆယ်ရေးပစ္စည်းကြီးလည်းကျွန်တော်တို့အနှံ့လုပ်ထားခဲ့တယ်ငလီနဲ့ပတ်သက်လို့ရှိရင်တကယ်ဆေးရုံအဆောက်အဦနေရာကြီးတွေမှာကျွန်တော်တို့အစင်သင့်အကုန်အစီစီမံချက်တွေအဲ့ဒီကာလကလုတ်ခဲ့တဲ့အပြင်ကိုရာဟာဇယ်ဆိုတာလေကြိုတင်ပြီးတော့ဒီလိုဖြစ်ရင်ဒီလိုလုပ်မယ်ဆိုတဲ့ကိစ္စတွေတော့ကျွန်တော်စီစဉ်ထားခဲ့တာတွေရှိတယ်ပေါ့နော်

ရဲ့ကျွန်တော်တို့ပြီးခဲ့တဲ့အစိုးရလက်ထက်ပေါ့နော်ဒီ2016နဲ့2010ကာလမှာကျွန်တော်တို့တာဝန်ထမ်းဆောင်စဉ်ကဒါမျိုးကိုကုညီကယ်ဆယ်ရေးပစ္စည်းတွေကိုအများကြီးဖြစ်တင်ခဲ့တာရှိတယ်။နောက်ပြီးတော့တဘောဝဘေးရန်ကုန်ငွေတွေကိုတကယ်ကိုတက်တွေ့ခက်ခဲအဲကြုံနိုင်ရှိဖို့ဆိုပြီးတော့အပြစ်ကျွန်တော်တို့ဆောင်ရွက်ခဲ့တာရှိတယ်။ဒီဘဏ္ဍာငွေတွေကိုလည်းဒီစစ်တပ်အာဏာသိမ်းပြီးရဲ့အာဏာသိမ်းဖို့သူတို့လုပ်ပြီးတဲ့နောက်ပိုင်းမှာ ီငွေတွေကိုထောက်ပြီးတော့အချားနီးနေမှာသုံးဆွဲလိုက်တာတွေရှိတယ်တကယ်တကယ်အေးအေးကြအေးကြအကြောင်းနဲ့ကြတော့ဒီဘဏ္ဍာငွေတွေကအလိုအချက်တွေအများကြီးရှိလာလိမ့်မယ်ဒီကြားထဲမှာလည်းစိတ်ရေးကိုပဲဦးစားပေးပြီးတော့တကယ်ပြည်သူလူထုရဲ့အဲတိုးတဲ့ဖွံ့ဖြိုးမှုနဲ့တကယ်ရည်တည်နိုင်မှုအတွက်ကိုမလုပ်ခဲ့တဲ့အတွက်ကြောင့်ဒါတွေကအခက်အခဲတွေအများကြီးရှိခဲ့တယ်ပေါ့အဲ့တော့အခုနိုင်ငံတကာကဝင်လာပြီဆိုလို့ရှိရင်ဒါတွေကိုဒီလိုနေရာတွေမှာထိထိရောက်ရောက်သုံးဖို့လိုတယ်နိုင်ငံတကာရဲ့အကူအညီတွေကပြည်သူတွေရှိတဲ့ရဲ့ရောက်ဖို့လိုတယ်အဲ့ဒီအတွက်ကိုကျွန်တော်တို့က အတိုက်တွန်းပြောကြားခြင်းလားဒီပေါ်မှာအခြားနည်းအဖြစ်နော်ဒီငွေတွေကိုတုံးပြုတ်လိုက်တာနော်ဘာကြောင့်လဲဆိုတော့ပြင်ပပနိုင်ငံဝင်တဲ့နိုင်ငံသားငွေကြေးတွေဖြစ်တယ်ပေါ့နိုင်ငံသားငွေကြေးဟာအခုဒီစစ်ကောင်စီရဲ့အင်တာနက်မှာမော်တဲ့အရာဖြစ်တယ်ဆိုတော့ဒါတွေကိုကျွန်တော်တို့တိတိယောက်ယောက်ဒီပေါ်မှာအမျက်မထုတ်ဘဲနဲ့ပြည်သူတွေရှိဖို့တိတိယောက်ယောက်ဆောင်ရွက်ပေးဖို့လိုပါတယ်